လောကမှာလက်ညှိုးထိုးပြီးအပြစ်တင်ဖို့လွယ်သလားလက်မထောင်နိုင်တဲ့အထိအောင်မြင်အောင်စူးစမ်းဖို့ကြတော့မလွယ်ဘူးချစ်တဲ့သူကအကောင်းပြောမယ်မုန်းတဲ့သူကမကောင်းပြောမယ်ကြားပေးမယ်ဘသူတွေပါပြောပြောကိုယ်တမိုင်းကိုလှအောင်ကြည့်ပြီးကိုယ်လန်းကိုဖြောင်းအောင်ရှောက်ရမှာကကိုယ့်ရဲ့ဗရဏာကြတဲ့အလုပ်ပဲကဲရတာတွေညူစုဆောင်းမြောင်းတာတွေချိုးနှိမ်အထင်အမြင်သေးတာတွေကိုအချိန်ကုန်ခံပြီးတုံ့ပြန်နေမယ်ဆိုရင် ကိုသွားကျင်တဲ့ပန်းနိုင်စီကိုရောက်ဖို့နေသွားပါလိမ့်မယ် ်လူတိုင်းပြောတာလိုက်နာထောင်ပြီးမလိုတဲ့ပြဿနာတွေခေါင်းထဲထည့်ထားရင်လေကိုယ်စိတ်အေးချမ်းမှုအတွက်အနှောက်အယှက်ဖြစ်သွားလိမ့်မယ်ကိုလုံနေတဲ့အလုပ်ကိုပဲနားလေတယ်ကိုဖြတ်တန်းခဲ့ရတဲ့ဘဝအကြောင်းကိုလောက်ဘသူမှသိချာမသိဘူးကိုတိဆောက်ထားတဲ့ဆက်ဆံရေးနေမြေတဲကိုလည်းတခြားသူတွေခဏတာရောက်လာရုံနဲ့သူတို့နဲ့ချက်ချင်းအဝင်ဝင်ကြဖြစ်မှာမဟုတ်တလို့ရေရှည်မှလည်းသူတို့နဲ့အဆင်ပြေခြင်းမှပြေးလိမ့်မယ် ဒါပေမဲ့ဘသူကကြိုက်လို့ဘသူကမကြိုက်လို့ဘသူကအကောင်းပြောလို့ဘသူကမကောင်းပြောလို့ဘသူတွေကချီးမွမ်းလို့ဘသူတွေကကဲ့ရဲ့ကြလို့ဆိုပြီးတော့ကိုယ်ပုံစံကိုပြောင်းလိုက်ဖို့မလိုဘူးဘဝမှာဘလို့အမြင်မတူတာတွေဝေဖန်ဟန်တားမှုတွေနဲ့ကြုံလာပါစေယုံကြည်မှုရှိရှိဆက်သွားဖို့လိုတယ်ကိုကိုကိုပဲအာယုံပိုဆိုင်ဖို့လိုတယ်ကိုဘဝအစ်စ်မှာပဲကိုရှင်တန်ရမယ်ကိုလိပ်ပြကိုလုံအောင်လုပ်ရမယ်ကိုဘဝတိုးတက်ဖို့အတွက်ပဲအမြဲမပြတ်လေ့လာသင်ယူနေရမယ် ိုမှန်နေဆိုတာသူတို့သိဖို့ထဲကိုအမားမလုံးမီအောင်ဂိယူဆိုင်ရမယ်။လူကောင်းတယောက်ဆိုတာသူတို့သိဖို့ထဲလူဆိုးစည်းနဲ့ကိုမပါဖို့ပဲစူးစမ်းနေရမယ်။ပိတ်ပန်တဲ့သင်္ချာမှာပုံသေးနီးတွေရှိပေမဲ့ဘဝသီအိုဒီမှာတော့ဘယ်တော့မှ ပုံသေးနီးဆိုတာမရှိဘူး။အကောင့်တွေပေးတိုင်းအကောင့်တွေပြန်မရတတ်သလိုအလုပ်တွေမှန်နေတိုင်းလည်းလူတိုင်းကအမှန်တွေလုပ်နေတယ်လို့မြင်မှာမဟုတ်ဘူး။ကိုစတိုင်နဲ့ကိုနေပြီးကိုပုံစံနဲ့ပဲရှင်းတမ်းပါ။ ยังไงที่จะแบบและหน้าหนักของคุณดูดีๆที่อะไรนะครับสองพันยี่สิบห้าสองพันยี่สิบเจ็ดครับก็คือมีข้างหน้ามีปัจจัยหลายอย่างที่มันทำให้ด้วยตัวราคาครับการที่ถ้ามีแคมเปญหน้าที่คุณเป้าเป้าต่างๆและคนที่เข้ามามีเงินทุนทักษะที่แน่นอนในการเขาเก็บหัวหน้ากับผู้การที่มันน่าสนใจแน่ๆครับเขาไม่ได้สนใจครับซึ่งจะบอกว่าได้เองเพราะเขาเป็นคนบอกว่ามีปัจจัยเยอะครับไม่มีเงินมาหลังทั้งหมดนะที่ต่างจากมากที่ตัวนี้เนี่ยเด็กล้าพูดเลยครับว่านิ้วกูห้ามปล่อยคนมาไหนหลุดมือไปโดยเด็ดขาดเลยนะครับคุณจะจะเกิดความยากลำบากขนาดมากไปที่ไหนที่ทั้งสิบกับสิบก็ลำบากไปขนาดนั้นเรื่องราวเป็นการทำร้องไห้กันตรงๆทั้งครอบครัวไป